နောက်ပေါက်မင်းသမီးတွေကစားပေါက်ပိတ်သွားလောက်တဲ့တွင်မြို့ပညာလောကနဲ့တကြော့ပြန်လာခဲ့တဲ့အိန္ဒြာကျော်စင်မင်းသမီးကျော်အိန္ဒြာကျော်စင်ကတော့မြို့ပညာလုပ်တွေကိုနားထားတာတော်လေးကြာနေပြီစကားကြီးတွေမှမတွေ့ရတော့တာကြောင့်အမှုပညာလုပ်တွေကို မလုပ်တော့ဘူးလို့တောင်ပြည်သက်တွေကထင်ကျေးပေးပြီးစိတ်မကောင်းနေဖြစ်ခဲ့ပါတယ်အမျိုးပညာလောကမှာစီနီယာတွေကုံနာထားတာကြောင့်နောက်ပေါက်မင်းသမီးတွေကအတော်လေးနေရယူလာနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့မင်းသမီးကြီးအိန္ဒြာကျော်စင်အနေနဲ့ပရင်သတ်တွေမျောလင့်နေတဲ့လို့နှုပညာလောကတွေကိုပြန်ဝင်ရောက်လာပြီးအရင်လိုပိတ်ကားပေါ်မှာမြင်ရတော့မှာဖြစ်ပါတယ်။နောက်ပေါင်းဒီအတွင်းအတော်လေးရှင်ခုန်စရာဖြစ်တဲ့လို့မင်းသမီးကြီးနဲ့ရှင်ရောဘသူမှတိုးမွေနိုင်တာကြောင့်အတော်လေးထိန်လန့်စရာကောင်းတာပါ။ပရင်သတ်တွေကတော့အိန္ဒြာကျော်စင်တို့လင်မယားနှစ်ယောက်လုံးကိုအရင်လိုစကားတွေပြန်ရိုက်ဖို့တောင်းဆိုပြီးမြင်အတော်လေးအချိန်ယူပြီးမှသာစကားတွေကိုရိုက်ကူးခင်တာ ဖြစ်ပါတယ်။ ပေတူးကတော့လက်ရှိချိန်ထိစကားတွေရိုက်ကူးဖို့အစီအစဉ်မရှိသေးပေ။ပွဲထက်ဒီကိုတော့လက်ခံတာမျိုးမရှိသေးပါဘူး။ခုလိုစီနီယာမမတယောက်လောကထဲပြောင်းဝင်လာတာကနောက်ပေါက်တွေတွန်းစားပေါက်ပိတ်သွားဖို့ရှင်းလေးစရာကောင်းပါတယ်။